တတမိမိတို့ရေငားလေးတွေကိုသိကြရမလားငားလေးတွေကရေထဲမှာနေကြရေနော်သူတို့မှာဗဟတ်လေးနှစ်ခုရှိပြီးအဲ့ဒီဗဟတ်လေးတွေကိုအသုံးပြုပြီးသူတို့တွေကအသက်ရှူကြတယ်ငားလေးတွေမှာလူတွေလိုခြေရီလက်တွေမရှိပါနဲ့သူတို့ရေကူးဖို့ကိုကြတော့သူတို့ရဲ့ကိုယ်ပေါ်မှာရှိနေတဲ့စူးတောင်လေးတွေရေရက်လေးတွေကိုအသုံးပြုပြီးရေကူးကြရတယ်ငားလေးတွေကမော်ပင်တွေ ရေညှိလိုအပင်လေးတွေနောက်ပြီးအင်းဆက်လေးတွေသူတို့ထက်သေးငယ်တဲ့ငါးတဲသေးလေးတွေကိုလည်းစားတတ်ကြတယ်။ငါးအများစုမှာအကြီးကုံလေးတွေလည်းရှိတတ်ကြတယ်။ပြီးတော့အဲ့ဒီအကြီးကုံလေးတွေကသူတို့ရဲ့ခန္ဓာကိုယ်ကိုကာကွယ်ပေးထားကြတာတဲ့။အဲ့တော့ဒါလေးကိုနားထောင်ပြီးပြီဆိုရင်မိကုံလေးတွေဖြည့်ကြည့်ကြမယ်နော်။ငါးလေးတွေကဘာနဲ့အသက်ရှူကြရလဲ။၁နှာခေါင်း နှစ်ဘဟတ်သုံးဘဇတ်ဟုတ်ပါတယ်ဘဟတ်လေးတွေပါအဖြေလေးတွေမှန်ကြရယ်နော်တတမမီတို့ကအရန်တော်ပါတယ်ကဲနောက်ထပ်ဘာအကောင်လေးတွေအကြောင်းပြောမလဲဆိုတော့လဲစက်ကြည့်ကြမယ်နော် O C T O P U S Octopus တတမမီတို့ရေပွဲလေးတွေကိုမြင်ဘူးလားကတ်တုန်ကားတွေမှာလည်းပါတတ်ကြရယ်နော် ရေပဝဲလေးတွေကသမုတ်တရားတွေထဲမှာနေထိုင်ကြတယ်။သူတို့မှာခေါင်းအကြီးကြီးရှိတယ်။ပြီးတော့လက်ရှစ်ချောင်းလည်းပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်ကကြုံနိုင်ဆန့်နိုင်တဲ့ပျော့ပျော့အီအီတရဝါလေးတွေပေါ့။သူတို့ရဲ့လက်ရှစ်ချောင်းမှာစုပ်ခွက်လို့ခေါ်တဲ့အရာတွေအများကြီးပါတယ်။အဲ့ဒီစုပ်ခွက်တွေကအစာစာတွေကိုဖမ်းတဲ့အခါမျိုးပြီးတော့ကြောက်တုံးတွေကိုတော့မှစုပ်ကိုင်းနိုင်ကြတယ်တဲ့။ရေပေါ်တွေကညံကောင်းတဲ့တရဝါတွေဖြစ်ကြပြီးတော့ ရှုပ်ထွေးတဲ့နေရာတွေဥပမာ ထောင်ချောက်လိုနေရာမျိုးတွေကတော့မှာပဲလွတ်မြောက်ဖို့ကြိုးစားနိုင်ကြတယ်တဲ့ကြောက်တုံးတွေညေကြီးတွေအပင်တွေရဲ့အရောင်တွေကိုလိုက်ပြီးတော့လေသူတို့ရဲ့ခန္ဓာကိုယ်ရဲ့အရောင်ကိုပြောင်းလဲနိုင်ကြတယ်ရန်သူနဲ့တွေ့တဲ့အခါသူတို့ရဲ့ခန္ဓာကိုယ်ကနေအမဲရောင်အမှင်တွေကိုထုတ်ပြီးတိုက်ခိုက်တတ်ကြတယ်ရေပေါ်ဝဲတွေက အသားစားသတ္တဝါတွေဖြစ်ပြီးကနန်းတွေငါးတွေပစုံတွေနဲ့ အခြားပင်လေတရဝါတွေကိုလည်းသူတို့ကစားတောက်ကြတယ်။သူတို့ရဲ့ခန္ဓာကိုယ်ရဲ့အထူးခြားဆုံးအချက်ကတော့သူတို့တကိုယ်လုံးမှာအယိုးမရှိဘူးတဲ့။ကဲနေကုန်းလေးတွေဖြည့်ကြမယ်။ရေပေါ်ဝဲတွေမှာလက်ပနဲ့ချောင်းပါလဲ။တ8ချောင်း2 8 9 6ချောင်းဟုတ်ပါတယ်6ချောင်းပါ။ဒါဒါမီမီရောကရမ်းတော်ရယ်နော်။အဖြေလေးတွေမှအောင်ဖြည့်တတ်ကြတယ်။ ကဲနောက်ထပ်အကောင်လေးတွေကို ထပ်ပြီးတော့နားထောင်ကြမယ် P R A W N T R O N တတမီမီတို့ကပစွန်ကိုတော့သိကြမယ်ထင်ပါတယ်ပစွန်လေးတွေကရေထဲမှာနေထိုင်ကြတဲ့သတ္တဝါငယ်လေးတွေဖြစ်ကြတယ်သူတို့ရဲ့ခန္ဓာကိုယ်ကရှည်လျားပြီးတော့ခန္ဓာကိုယ်ကိုကာကွယ်ဖို့မာကြောတဲ့အခွန်တွေလည်းပါရှိရဲ့တဲ့အမီးလေးလည်းပါပြီးအဲ့ဒီအမီးလေးကိုလှုပ်လှုပ်ရှားရှားလှုပ်ခြင်းနဲ့ရေကူးနိုင်ကြတယ် သင်းငယ်တဲ့ခြေထောက်လေးတွေအများကြီးပါပြီးတော့အဲ့ဒီခြေထောက်လေးတွေကတွားတွားဖို့ကိုကူညီပေးတယ်တဲ့ကြီးမားတဲ့မျက်လုံးတွေလည်းရှိပြီးတော့နှာခမ်းမွေးလည်းပါသေးတယ်ပစုံတွေကရေထဲကအပင်တွေသူတို့ထက်သေးတဲ့ရေတရဝါလေးတွေကိုစားသုံးကြတယ်နောက်ပြီးတော့သူတို့ကရှင်သန်နေတဲ့အပင်တွေလည်းမဟုတ်ဘူးသေသွားပြီးသားအပင်တွေနဲ့တတဝါတွေကိုလည်းစားသုံးနိုင်ချောင်သူတို့နေတဲ့ရေပြင်ကြီးတစ်ခုလုံးနဲ့တန်ရှင်းစေဖို့ကိုလည်း ကူညီပေးတဲ့တတော်လေးတွေဖြစ်တယ်တဲ့။ကဲမိကုံးလေးတွေဖြစ်မင်းပဇွန်ရဲ့တင်းငယ်တဲ့ခြေထောက်လေးတွေကဘာလို့ဖို့အတွက်လဲတဲ့။တစ်တွားတွားဖို့နှစ်ပြန်တန်းဖို့သုံးအစာစားဖို့ဟုတ်ပါတယ်တွားတွားဖို့ပါအစရဲ့ခြေထောက်လေးကသူတို့တွားတွားဖို့အတွက်အသုံးပြုတာဖြစ်ပါတယ်။အရန်တော်တဲ့တသားမိမိတို့ကိုနောက်ထပ်အကောင်လေးတွေကြောင့်လည်းထပ်ပြောပြမယ်နော်။ G O L D gold F I S H fish goldfish တတမီမီတို့ကိုအိမ်မွေးတလိဆန်နေတဲ့အတခုဖြစ်တဲ့အိမ်မွေးငါးလေးအကြောင်းကိုပြောပြမယ်။အဲ့ဒါလေးကတော့ရွှေငါးလေးတွေပဲဖြစ်ပါတယ်။ရွှေငါးလေးတွေကအယောင်စုံစုံလင်လင်ရှိကြတယ်။ရွှေငါးလေးတွေဟာရွှေရောင်၊လိမ္မော်ရောင်၊အနီရောင်၊အဖြူရောင်စတဲ့အယောင်တွေနဲ့လှပတဲ့ငါးလေးတွေ ဖြစ်ပါတယ်တဲ့။ ူတို့ရဲ့အယောင်လေးတွေကိုကြည့်ရတာနဲ့အရန်ကိုလှပါတယ်တဲ့။ရွှေငါးလေးတွေကိုအိမ်မွေးငါးဖြစ်လူတွေကမွေးတတ်ကြတယ်။သူတို့ကရေကန်ထဲမှာနေထိုင်ပြီးတော့ရေတန့်တန့်နဲ့အောက်ဆီဂျင်ပြည့်ဝတဲ့ပတ်ဝန်းကျင်ကိုလည်းနှစ်သက်ပါတယ်တဲ့။ရေကန်ထဲမှာလှပစွာကူးခတ်သွားလာရတာကိုကြိုင်နေတတ်ကြတယ်တဲ့။ရွှေငါးလေးတွေကသူတို့အတွက်ထုတ်ထားတဲ့ငါးအစာတွေ၊ပိုးမွှားတွေ၊ရင်းညှိတွေကိုစားသုံးကြတယ်။ လူတွေကရွှေငါးလေးတွေကိုမွေးပြီးသူတို့ကိုအလှကြည့်ရတာ ਨੇ လူတွေအတွက်ပျော်ရွှင်မှုကိုပေးစွမ်းနိုင်ပါတယ်တဲ့သူတို့ရဲ့လှပတဲ့အယောင်တွေကူးခတ်သွားလာပုံတွေကလူတွေကိုစိတ်ချမ်းသာစေပါတယ်တဲ့ဒီအချက်လေးတွေကတော့ရွှေငါးလေးတွေရဲ့ထူးခြားတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်တဲ့ကဲအခုတော့ရွှေငါးလေးတွေအကြောင်းသိပြီဆိုရင်ရွှေငါးလေးတွေအကြောင်းကိုဖြည့်ကြည့်ရအောင်ရွှေငါးလေးတွေကဘာအယောင်ရှိလဲ၁အမဲယောင်၂ နှစ်အကြီးရောင်း၃ရောင်ဆောင်မမရဲ့ရွှေငါးလေးတွေကရောင်ဆောင်ရှိပါတယ်။ကဲအခုရွှေငါးလေးတွေအကြောင်းသိပြီဆိုတော့ကတ်တွန်းကားရဲ့မှာရွှေငါးလေးတွေကိုမြင်ရင်ဘာရောင်လေးလဲဆိုတာလိုက်ကြည့်လို့ရပြီနော်။ C R A B crab တတမီမီတို့ကိုရေနေကနန်းအကောင်လေးတွေအကြောင်းကိုပြောပြမယ်နော်။ရေနေကနန်းအကောင်လေးတွေကပင်လေမြစ်ချောင်းအင်းအိုင်စတဲ့ရေထဲမှာနေထိုင်တတ်ကြတယ်တဲ့ တို့ကရေထဲမှာလှုပ်ရှားသွားလာဖို့တင့်တော်တဲ့ခန္ဓာကိုယ်ပုံစံလေးရှိကြတယ်တဲ့ရေနေကနန်းလေးတွေရဲ့ခန္ဓာကိုယ်ကိုအခွန်မာတွေနဲ့ဖုံးအုပ်ထားတယ်တဲ့အဲ့ဒီအခွန်မာတွေကသူတို့ကိုအနည်းငယ်ပေးတဲ့အရာတွေကနေကာကွယ်ပေးနိုင်ပါတယ်တဲ့ကနန်းလေးတွေကအစုံစားတဲ့တံတားလေးတွေပါအပင်တွေငါးသေးသေးလေးတွေရေညှိတွေပစုံသေးသေးလေးတွေကိုလည်းစားတတ်တယ်သူတို့ကရေထဲမှာနေပြီးရေထဲကအစာအစာတွေကိုရှာဖွေစားတောက်တတ်ကြပါတယ်တဲ့ ကနန်းလေးတွေမှာခြေထောက်အများကြီးရှိတယ်။အနည်းဆုံးသူတို့ရဲ့ခြေထောက်က10ချောင်းလောက်ကိုရှိပါတယ်တဲ့။ဒီခြေထောက်လေးတွေကသူတို့ရေထဲမှာသွားလာဖို့အကူအညီပေးပါတယ်တဲ့။ရင်းနေကနန်းကောင်လေးတွေကတက်ရှိပဝန်းကျင်ကိုထိမ့်သိမ့်ပေးတဲ့အကောင်လေးတွေပဲဖြစ်ပါတယ်တဲ့။ကဲတာတာမီမီတို့ရေကနန်းလေးတွေရဲ့အကြောင်းကိုမိကုံးလေးတွေဖြည့်ကြည့်ရအောင်။ကနန်းလေးတွေရဲ့ခန္ဓာကိုယ်ကိုဗာနဲ့ဖောင်းအုပ်ထားလဲ။တဲ့။အေးပြား။နဲ။အမွေ။တော့ ခွန်မာဟုတ်ပါတယ်ဒဏ္ဍာရီရဲ့ခန္ဓာကိုယ်ကိုအခွန်မာနဲ့ဖောက်အုပ်ထားတာဖြစ်ပါတယ်နောက်ထပ်အကောင်တွေအကြောင်းလည်းထပ်ပြောပြပေးမယ်နော် SHR K shot တာတာမီမီတို့ရေဒီနေ့တာတာမီမီတို့ကိုပြောပြမယ့်အကောင်ကတော့ သတမီမီတို့အတွက်မစိမ့်တဲ့အကောင်လေးပါသတမီမီတို့အရင်ကြိုက်တဲ့တချမ်းလေးတွေကအကောင်ဖြစ်ပါတယ်။ဘာကောင်လေးလဲဆိုတော့ငမန်းဖြစ်ပါတယ်။ငမန်းတွေကသမုတ်တရားထဲမှာနှစ်တန်းပေါင်း400ကျော်ကြာရှင်သန်ခဲ့တဲ့အလွန်ရှိကြတဲ့သတ္တဝါတွေဖြစ်ပါတယ်တဲ့။ဒိုင်နိုဆောတွေခေတ်ကလေးကငမန်းတွေကလည်းရှိခဲ့ပါတယ်တဲ့။ငမန်းတွေမှာစူးရှတဲ့အာယုံခံစွမ်းရည်ရှိပါတယ်။ငမန်းတွေကသွေးညှိနှက်၊လိုင်းတပိုးနဲ့လျှက်စီးလိုင်းတွေကို ခံစားနိုင်တဲ့အထူးအာရုံခံအင်္ဂါတွေရှိပါတယ်တဲ့။မိုင်ပေါင်းများစွာကရတဲ့သွေးမြင့်နှံမှုတော့ရှာဖွေနိုင်ပါတယ်တဲ့။ငမန်းတွေမှာသွားတွေအများကြီးရှိတယ်။ဘလောက်တောင်မှသွားတွေများလဲဆိုရင်သူတို့မှာသွားပေါင်း၃00ကျော်ပါဝင်ပြီးတော့ကျိုးသွားရင်လည်းအဲ့ဒီသွားတွေကအသစ်ပြန်ပေါက်တတ်ပါတယ်တဲ့။နောက်ပြီးငမန်းတွေကအသေးဆုံးငမန်းကလက်မအနေငယ်လောက်သာရှိတဲ့ငမန်းလေးဖြစ်ပြီးအကြီးဆုံးငမန်းရဲ့ size ကတော့ကျောင်းဘတ်စကားလောက်ကြီးထိရှိပါတယ်တဲ့။ ငပီးငမန်းတွေကလူတွေကိုအနိုင်ပေးတယ်လို့လူတွေကထင်တတ်ကြပေမဲ့တကယ်တကယ်ငမန်းအမျိုးအစားအကောင်လုံးကလူတွေကိုအနိုင်ပေးတာမဟုတ်ပါဘူးတဲ့ငမန်းအမျိုးပေါင်း900ကျော်တဲ့က10မျိုးလောက်ကသာလူတွေအတွက်အနိုင်ရှိတဲ့ငမန်းဖြစ်ပြီးကျန်တဲ့ငမန်းတွေကတော့သူတို့တဘာဝအတိုင်း AACC ရေထဲမှာနေထိုင်ကြတဲ့ငမန်းတွေဖြစ်ပါတယ်တဲ့ငမန်းတွေဟာလည်းသမုတ်တရားရဲ့အရေးပါတဲ့အစိပ်ပိုင်းဖြစ်ပြီးဂေဟာစနစ်ကိုထိန်းညှိပေးတဲ့သူရဲကောင်းတွေပါတဲ့ ကဲခုငမန်းတွေအကြောင်းပြောပြပေးပြီဆိုတော့မိကုံးလေးတွေဖြည့်ချရအောင်နော်ငမန်းတစ်ကောင်မှာသွားအည်ထွက်ဘလောင်လောက်ပါလဲတဲ့အချောင်းရည်30ကျော်နဲအချောင်းရည်300ကျော်3အချောင်းရည်3000ကျော်အချောင်းရည်3000ကျော်ဆိုရင်တော့မှန်ပါလေငမန်းတွေမှာသွားအချောင်းရည်3000ကျော်ပါဝင်ပါရဲ့နော်ကဲအခုငမန်းចောင်းတီးပြီဆိုတော့နောက်ထပ်အကောင်းလေးတွေចောင်းဆန်းနာထောင်းရအောင်နော် SQ BYD Squid မင်္ဂလာပါတာတာမိမိတို့ရေဒီနေ့တာတာမိမိတို့ကိုပြောပြမှာကတော့ကင်းမွန်အကြောင်းပဲဖြစ်ပါတယ်ကင်းမွန်ဆိုတာပင်လယ်တတဝါတစ်မျိုးဖြစ်ပါတယ်သူတို့မှာခြေထောက်ရှိချောင်းနဲ့အာယုံခံချောင်းနှစ်ခုပါဝင်ပြီးဒီမရဲ့မျက်လုံးနှစ်ခုလည်းပါဝင်ပါတယ်တဲ့သူတို့ရဲ့ထူးခြားတဲ့ဇွမ်းရင်ကတော့အယောင်ပြောင်းနိုင်တဲ့အရည်ပြားရှိပါတယ်သူတို့အန်ဒီရဲ့ကြုံလာတဲ့အခါကျရင်ပုံးခုဖို့အတွက်အယောင်တွေကိုလျှက်တစ်ပြက်ပြောင်းနိုင်ပါတယ်တဲ့ ကင်းမွန်တွေကရန်သူနဲ့တွေ့ရင်မဲနဲ့တဲ့မှေရေကိုထုတ်ပြီးတော့ရှောင်တိန်နိုင်ပါတယ်တဲ့လှင်မြန်စွာလဲရေကူးနိုင်တယ်ကင်းမွန်တွေကအသားစားတတော်မှာဖြစ်ပါတယ်သူတို့ကငါးသေးသေးလေးတွေအစွန်သေးသေးလေးတွေခနန်းသေးသေးလေးတွေကိုသူတို့ရဲ့ခြေထောက်တွေနဲ့အလွယ်တကူဖမ်းယူနိုင်ပါတယ်တဲ့ကင်းမွန်တွေကအချားရည်နေတတော်မှာတွေထပ်ပို့ပြီးတော့ငြံကောင်းပါတယ်တဲ့ ကင်းမွန်တွေရဲ့အကြီးဆုံးမျိုးစိတ်ကအေယာမကင်းမွန်လို့ခေါ်တဲ့အရှေ73မီတာထိရှိတဲ့အကောင်အကြီးဖြစ်ပြီးပင်လယ်နက်ထဲမှာပဲနေထိုင်ပါတယ်။ကဲခုကင်းမွန်တွေကြောင့်တည်ပြီးဆိုတော့ကင်းမွန်လေးတွေအကြောင်းမိကွန်းလေးတွေဖြည့်ကြည့်ရအောင်။ကင်းမွန်ကရန်သူနဲ့တွေ့ရင်ကာကွယ်တဲ့အနေနဲ့ထုတ်တဲ့မျှရည်ရှိရဲ့အဲ့ဒီမျှရည်ကဘာရောက်လဲ။၁အမဲရောင်၂အပြာရောင်၃ ဆင်းရောင်ဟုတ်ပါတယ်ကင်းမွန်တွေကရန်သူနဲ့တွေ့ရင်အမဲရောင်မှင်တွေကိုထုတ်ပြီးတော့သူတို့အနေနဲ့လင်းမြန်စွာရှောင်တိတ်နေမှာလေတဲ့ကဲအဖြေလေးတွေမှတ်ပြီဆိုတော့နောက်ထပ်အကောင်လေးတွေကိုစပီနာထောင်ရအောင်နော်